نحمده ونصلي على رسوله الكريم أما بعد ليس أتى تنا توكا شين تروسين فانو كميا چنو طهارت نے پتہ تے مسئلہ ریگا لنگے دے یت چھوڑے گا ٹن چا لارا وضو نے پتہ بھی تیمم نے پتہ بھی دی ٹائم میں چیزو پوما مسالو چھینے پتہ بھی ီမဆလာတွေအလုံးအရင်ရက်တွေမှာတင်ပြခဲ့ပြီးဖြစ်ပါတယ်။ဒီတော့သွားရတဲ့ပတ်သက်တဲ့မဆလာတော်တော်လေးလေးပဲဆုံသွားပြီဆိုတော့အင်ရှာလာဒီနေ့ကနေစပြီးတော့နမတ်နဲ့ပတ်သက်တဲ့မဆလာတွေအကြောင်းကိုအင်ရှာလာဆက်လက်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်။ဒီတော့နမတ်နဲ့ပတ်သက်တဲ့မဆလာတွေထဲမှာပထမဦးဆုံးအခန်းကတော့နမတ်ရဲ့အချိန်လေးနဲ့ပတ်သက်ပြီးဖြစ်တယ်။ ဒီတော့မဆလာဆာဥဒီမှာကောအဖရိကချမ်းနေမှာကောနမတ်နဲ့ပတ်သက်တဲ့မဆလာတွေကိုတင်ပြတဲ့အခါမှာအရင်ဆုံးနမတ်ကအချိန်ကနေပြီးတော့စပြီးတော့တင်ပြလိဇာအတမီစီညီနောင်များခင်ဗျာဒီတော့နမတ်တွေရဲ့အချိန်နေထဲမှာ အရင်ဆုံးဖဂျန်နမတ်ကအချိန်ပေါ့ဖဂျန်နမတ်ပေးအချိန်ကဆက်ဖတ်လို့ရလေဆိုရင်ဆူဘေဆာဒစ်အချိန်ကနေပြီးတော့စပြီးတော့ဖဂျန်ဖတ်လို့ရဒီတော့ဆူဘေဆာဒစ်ဆိုတာဘာကိုပြောတာလဲ ဆိုဘီဆာဒစ်ဆိုရာကကျွန်တော်မုဂုတ်ဆဝိုင်းမှာမုဂုတ်ဆဝိုင်းမှာနေမထွက်ခင်အရင်ဆုံးအဖြူအောင်အလင်းတန်းနေအဲ့ဒါကပြန့်ပြီးတော့ပေါ်လာတယ်အဲ့ဒါကိုဆိုဘီဆာဒစ်လို့ခေါ်တယ်။နောက်ဒီတော့အဲ့ဒီအဖြူအောင်အလင်းတန်းကညနှတ်သွားတဲ့အချိန်မှာတနည်းအားဖြင့်ဆိုဘီဆာဒစ်မတိုင်ခင်မှာအရင်ဆုံးဒေါင်းလိုက်ပေါ်လာတယ်ဒေါင်းလိုက်ပေါ်လာတယ်အဲ့ဒါကိုဆိုဘီကာဒစ်လို့ခေါ်တယ် ဆိုမေကာဒစ်ဆိုပြီးတော့ခေါ်တယ်အဲ့တော့အဲ့ဒီဒေါင်လိုက်ပေါ်လာတဲ့အချိန်မှာဖဂျက်မဝင်သေးဘူးဒီတော့အဲ့ဒီဒေါင်လိုက်ကပျောက်သွားတယ်ပျောက်ပြီးတော့မှအပြန့်လိုက်ပြန်ပြီးတော့ပေါ်လာတယ်အဲ့ဒီအချိန်ကျတော့မှဖဂျက်ကစပြီးတော့ဝင်တာနော်ဒီတော့ကျွန်တော်တို့ဒီဘက်ခင်မှာတော့နော်အရန်လူတွေသွားပြီးဘာဖြစ်လို့လဲဆိုရင် time table လေးရှိသွားပြီဒီတော့တခစ်တခါကလူတွေကနမတ်ဖတ်ဖို့အတွက်နော် time table လေးမရှိတော့ငါဒါကိုပဲကြည်ပြီးတော့နမတ်ပတ်အားလား နော်ဖကြတဲ့အချိန်ဝင်ပြီလားဆိုရင်နော်မုကောင်းကင်ကိုကြည်တယ်မုကောင်းကင်မှာဒီမုဘုတ်ဆောင်းဝိုင်းဘက်မှာနော်ပြန့်နေတဲ့အဖြစ်အောင်အလင်းတန်းပေါ်လာပြီလားနော်အဲ့ဒါကိုကြည်ပြီးတော့ဆုံးဖြတ်ဟိုတခေတ်တခါတော့ကတမန်တော်မြတ်ကြီးဆလလာအလိုင်စတမ်နဲ့ဆွာဘာရီရဲ့ခေတ်ခါနေစားပြီးတော့နော်တော်တော်လေးကြားတဲ့ဒီဒီပုံစံအတိုင်းပဲဆုံးဖြတ်အဲ့ဒါဒီတော့ကျွန်တော်တို့ခင်မှာတော့တွေ့သွားပြီနော်ကျွန်တော်တို့ခင်မှာတကယ်တကယ်တမ်းမိုးကောင်းကင်ကြည့်ရမယ်ဆိုရင်လည်းလွယ်မှာမဟုတ် ဘာလို့လဲဆိုတော့တိုက်တီများသွားပြီလေအဟိုးအရင်တော့ကျတော့တိုက်တီမရှိတဲ့အခါကျတော့မိုးကောင်းကင်ကြီးကိုကြည့်ရတာကအင်တာမကိုပဲတွေ့ခုလေဒီတော့နော်တမန်တော်မြတ်ကြီးဆလောဆန်ကခင်မနော်ဒါကဒါနမတ်အချိန်လေးရဲ့ဒါမူရင်းပုံစံအလဲဒါပဲဟို time table မှာပါတဲ့အချိန်ကအဓိကမဟုတ်အဓိကကမိုးကောင်းကင်မှာနော်ပေါ်တဲ့ဒီနော်နေရဲ့အွှိတွေအသွားတွေကဒါကအဓိကပဲနမတ်အချိန်မှာနော်ဒီတော့ เนาะတော်မတ်ဆလောက်ဆံကေခင်မှာเนาะဒီ fajr အချိန်ကိုเนาะကြီးတဲ့အခါမှာเนาะတချို့တချို့ကအထင်မှားသွားတယ်ကောင်းငင်ရနေပြီးတော့ downlight အလင်းတန်းကြီးပေါ်လာတဲ့အခါကျတော့အဲ့ဒါကို fajr ထင်ပြီးတော့ fajr အချိန်ဝင်ပြီးထင်ပြီးတော့ fajr namaz ဖတ်လိုက်တယ်တော်မတ်ဆလောက်ဆံတိပေးတယ်ဒါက fajr အချိန်မဟုတ်သေးဘူးဒါက subh sadiq အစစ်မဟုတ်သေးဘူးတော်ဒါကဒါတော့ပြင်ပြောင်းပြောင်းသွားတာ။တော့ဒီတော့ဆိုပြီးစာတိအစစ်က နော်ပြတ်မပြတ်ဘူးသူကတန်းပြီးတော့အဲ့ဒီအဖြူရောင်အလင်းပေါ်လာတယ်ပြန့်ပြီးတော့အဲ့ရကနေပူလင်းရင်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 နဲ့နော်နောက်ဆုံးနေထွက်သွားတယ်အရာတောင်မှဆူဘိသာဒီအစစ်နော်ဒီတော့တမန်တော်မြတ်ကြီးဆလလာဟူအလัยဆမ်ကခေခါမမစဒီနဘူအီမာနော်ဒီအဇန်နှစ်ခုရှိတယ်အဇန်နှစ်ခုရှိတယ်ဒါဟာတော့အခုတတိအရမိုင်းရှရီဖိုင်မှာအဇန်နှစ်ခုရှိတယ်နော်တခုကဘာလဲဆိုတော့နော်ဒီတဟဂျွတ်ကအဇန်ပေါ့ တာဂျုတ်ကအဇန်နော်အဲ့ဒါကိုပြီးတာကဟာဒ်ဘီလာရဒီအလ္လာဟ်အန်ဟူတကင်ကပြီးတယ်ပြီးသွားရင်ဒုတိယမြောက်ဖဂျာကအဇန်ဆိုပြီးစာဒစ်ဝင်တဲ့အချိန်မှာဖဂျာကအဇန်အဲ့ဒီအဇန်ကိုနော်မြတ်မြတ်မြင်စွာပါဖြစ်တဲ့ဟာဒ်အဗ္ဒူလာအစ်ဘနီအွမ်မမတူမ်ရဒီအလ္လာဟ်အန်ဟူတကင်ကပြီးတယ်နော်ဒီတော့ဖဂျာအစိမ်အစကအဲ့ဒီဆိုပြီးစာဒစ်လို့ခေါ်တဲ့နော်အဲ့ဒီအယုံဥအလင်းပေါ့ ်နော်မိုးကောင်းကင်မှာပထမဦးဆုံးနေထွက်ရာဘက်ကနေအဖြူရောင်အလင်းတန်းလေးစပြီးထွက်ပြူးလာတဲ့အဲ့ဒါဖဂျတ်အချိန်စဒီလိုဖဂျတ်အချိန်ရဲ့အဆုံးကနေထွက်သွားရင်ဒါဖဂျတ်ဖလိုမရတော့နေထွက်ပြီးဆိုတာနဲ့ဖဂျတ်အချိန်ကုန်ဒီလိုဖဂျတ်အချိန်ဖဂျတ်နမတ်ဖတ်ဖို့မုစတာဟပ်အချိန်အကောင်းဆုံးအချိန်ကဘယ်အချိန်လဲဆိုရင်နော်ဒီကျွန်တော်တို့ဟနဖီမဆတ်မှာပေါ့နော်ဖဂျတ်နမတ်ဖတ်ဖို့အကောင်းဆုံးအချိန်ကဒီဖဂျတ်ကိုနည်းနည်း နော်မူကောင်းကြီးပူနည်းနည်းလေးပူလင်းလာတဲ့ဒီဆိုင်းပြီးတော့ဖတ်တာအဲ့ဒါအကောင်းဆုံးဖြစ်အကောင်းဆုံးဖြစ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့နော်ပလီတွေမှာဖာဂျန်နမတ်ကဲဂျမတ်ကိုရက်တဲ့အခါမှာနော်နေမထွက်ခင်နိုင်ဝက်လောက်အလိုမှာဖာဂျန်ကဲဂျမတ်ကိုမြတ်စွာဘုရားဖြစ်ပလီတွေမှာရက်ချနော်ဒီလိုဖဂျာကိုနောက်ဆုတ်ပြီးဖတ်တာပူကောင်းတယ်အချိန်ဝင်ဝင်ချင်းဖတ်တာထက်နောက်ဆိုင်ပြီးဖတ်တာကဟနာဖီမဆက်မှာပူပြီးတော့ကောင်းတယ် ဒီတော့နောက်ဆိုင်လေးဖတ်တယ်ဆိုတဲ့နေရာမှာလည်းပဲဒီလောက်တိတော့နောက်မဆုပ်ပါဘူးဘလောက်တိလဲဆိုရင်ကိုဖဂျရ်ဖတ်ပြီးသွားမှကိုဖတ်လိုက်တဲ့နမတ်မပိုင်ဘူးဆိုတာပြန်သိရရင်တော့အဲ့တော့စွန်နတ်နဲ့အညီဖဂျန်နမတ်ကိုပြန်ဖတ်ဖို့အချိန်ကြံရအချိန်ကြံရမယ်အလောက်တိနော်အလောက်အတိနောက်ဆုပ်ပါ ဲ့ဒီထက်ပိုပြီးဥမာပြည့်တော့နေထွက်ခံနေ10မိနစ်45မိနစ်လေးကပ်ပတ်လိုက်တာမျိုးမဖြစ်ရဘူးဘာလို့ဆိုရင်အဲ့ဒီအချိန်မှာသွားပြီးပတ်ရင်ခုနမအကြောင်းအကြောင်းကြောင့်နောက်ထပ်မှမပိုင်မှန်းသိရင်ပြန်ဖတ်ဖို့အတွက်အချိန်ရရှိတော့မှမဟုတ်တော့ဒီတော့ဒါကဖာဂျာနမတ်ကမုစတာဟပ်အချိန်ပေါ့တော့ဒီတော့တော့အခုကျွန်တော်တို့ရမ်ဇန်လိုလာမြို့မှာဆိုရင်တော့ကျွန်တော်တို့ဖာဂျာကိုဘာလို့လဲဆိုတော့ဆိုးပြီးဖတ် အချိန်ဝင်ဝင်ချင်းဖတ်ဘာဖြစ်လို့လဲဆိုရင်ဒီတော့နမတ်မှာရှရီယတ်ကဘာလို့ဂယုဆိုင်ခိုင်းလဲဆိုတော့ဂျမအတ်ဒူညာချင်းကိုဂယုဆိုင်ခိုင်းဂျမအတ်မှာဒူညာချင်းနော်အကင်၍နော်အိုရမ်ဇန်လိုလာမျိုးမှာဖဂျရ်ကိုနောက်ဆိုင်ပြီးဖတ်မယ်ဆိုရင်စေဒီစားပြီးလူတွေအဲ့လောက်စောင့်နိုင်မှာမဟုတ်အိပ်ပျော်ကုန်ကြလိမ့်နော်အဲ့ဒီအတွက်နော်ဒီလိုကာလမျိုးမှာအကေနော်ဟိုနောက်ဆိုင်မယ်ဆိုရင်ဂျမအတ်မှာလူနေသွားလိမ့် အဲ့ဒီအတွက်ဂျမတ်မှာလူများရလေအောင်ရမဇန်လိုကာလဆိုရင်တော့စောပြီးဖတ်တဲ့ဂျန်နဲ့ကာလဒီမှာဖဂျန်နမတ်ကိုစိုင်းပြီးဖတ်။နောက်ဒုဗိမဲ့နောက်စိုင်းပြီးဖတ်တာမုစတဟပ်ပဲ။နောက်လူတယောက်ကစောပြီးဖတ်လိုက်လို့ဘာဖြစ်လဲဆိုရင်ရောဘာမှမဖြစ်ဘူး။ပါမမရှိတော့ဥမာရှိကျွန်တော်တို့အာမန်ရှရီဖိုင်ကိုသွားတဲ့အခါမှာဖဂျန်နမတ်ကိုအချိန်ဝင်တာနဲ့အဇန်ပီးပြီးဆွနတ်ဖဘီဂျမတ်ရတယ်ဒါသူတို့ကတော့အချိန်ကိုဖဂျန်ကိုဝင်ဝင်ကြီးဖတ်တယ်ပေါ့အဲ့လိုဖိုင်လေးပဲပါမပြဿနာမရှိဘူး နောက်တစ်ခုကဇူဟူရ်ကအချိန်နော်ဇူဟူရ်ကအချိန်ကဘာရဲ့အချိန်လဲဆိုတော့နော်ဒီမွန်းတဲ့မွန်းတဲ့တယ်ဆိုတာလုံးဝနော်ဒီဥကောင်းတဲ့တဲ့ကိုနေရောက်သွားတယ်နော်မွန်းတဲ့မွန်းတဲ့တဲ့ကာလလေးကခဏလေးပဲခဏလေးပဲအင်တန်တူတောင်းတဲ့ကာလနော်ဒီတော့အဲ့ဒီမွန်းတဲ့အချိန်ရဲ့မတိုင်ခင်၅မိနစ်မွန်းတဲ့အချိန်ရဲ့မွန်းတဲ့ပြီး၅မိနစ်အဲ့ဒီအတွင်းကိုတော့နမတ်ပတ်ချင်းဆောင်းဝါး အဲမွန်းတဲ့ပြီးွားရင်9မိနစ်လောက်နေပြီဆိုတာနဲ့ဒါမွန်းလွဲသွားပြီလို့ယူဆတယ်။အဲ့ဒီမွန်းလွဲတဲ့အချိန်ကနေစပြီးတော့ဇူဟူနမတ်ဖတ်လို့ရတယ်။တော့ဒါကတော့ကျွန်တော်မစအလာတိအောင်ရှင်းပြတာပေါ့ကျွန်တော်တို့ဒီခေတ်မှာတော့အဲ့လောက်ထိကြည့်ဖို့မလိုအပ်ဘူး။ဘာလို့လဲဆိုရင် time table ကဖုန်းလေးနော် calendar တွေမှာပါနေပြီဖြစ်တယ်။နော်ဒီတော့ဒါကဇူဟူနမတ်ရဲ့အစအချိန်တော့ဇူဇူအချိန်ပင်မှာဆုံးတယ်။တော့ဇူအချိန်ရဲ့အဆုံးတော့ဇူအဆုံးအဆာအဆာတူတူပဲ။ နော်ဇူရ်ဆုံးပြီဆိုရင်လည်းအစွမ်းစနော်ဇူရ်ကအဆုံးနဲ့အစွမ်းကအစမှာအဆုံးနှစ်မျိုးရှိတယ်နော်တစ်မျိုးကဘာလဲဆိုတော့ကျွန်တော်တို့ဟန်နဖီမဇဟ်တီကျင့်သုံးတဲ့ပုံစံအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့အဲ့ဒါကိုအရေးနှစ်ပြန်လို့ခေါ်တယ်နော်အရာဝတ္ထုတစ်ခုရဲ့နော်မူလအရေးပေါ့နော်မွန်းတိတ်ချိန်မှာရှိတဲ့အရေးတူလေးနော်အဲ့ဒီမူလအရေးကိုလွှတ်ပြီးတော့အရေးနှစ်ပြန်နော်ရှိသွားပြီဆိုရင်ကျွန်တော်တို့က ဇူဟူကုံပြီးအဆရ်ဖတ်လို့ရတယ်။အဲ့ဒီအရင်နှစ်ပြန်အထီကိုဇူဟူဖတ်လို့ရသေးတယ်။အရင်နှစ်ပြန်ရောက်တော့မှဇူဟူကုံနာအဆရ်စသူပြင်မဲ့လည်းပဲကျွန်တော်တို့တော့တခြားမဆက်တိမှာချရင်တော့အရေးကိုတပြန်ပဲယူစားတယ်သူတို့ကတော့အရေးတပြန်ဆိုတာနဲ့ဇူဟူကုံပြီးအဆရ်စတော့အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကယ်လန်ဒါတွေမှာတော့အချိန်နှမျိုးနှမျိုးပါတော့ဇူဟူတော့ပထမအဆရ်ကပထမအချိန်ပေါ့ နော်အရိတ်တပြန်ရဲ့အချိန်နဲ့အရိတ်နှစ်ပြန်ရဲ့အချိန်ဥပမာဖြင့်ကျွန်တော်တို့အခုဆိုရင်၄နာရီနဲ့30နဲ့5မိနစ်မှာကျွန်တော်တို့ဟန်နဖီမဇ္ဇပ်တီဇူဟူရ်ကုံလီအစရဝင်းနဲ့တို့ပေမဲ့တခြားမဇ္ဇပ်တီက3နာရီကြော်ကြော်လောက်ကလေးက3နာရီ15 20လေးကဇူဟူရ်ကုံပြီးတော့အစရဝင်းသွားပြီဒီလိုကွာရာကအဲ့ဒါပေါ့အရိတ်တပြန်လို့ယူဆတာနဲ့အရိတ်နှစ်ပြန်လို့ယူဆတာနဲ့အဲ့ဒါလေးကွာဘာကြောင့်လဲဆိုရင်ဟာဒီသ်မှာတမန်တော်မြတ်ကြီးဆလ္လာလ္လာဟူအလัยဟိဆလမ်ကနော်ပူပြင်းတဲ့အချိန်မှာ နော်နမတ်မဖတ်ဘူးတောင်းရမဆလောက်ဆံတားထားတယ်နော်ဒီတော့အဲ့ဒီဟဒီစ်ကိုပဲအခြေခံပြီးတော့နော်ဒီအီမမ်အဘူနီဖာကအရင်နှစ်ပြန်အထိဆိုအချိန်သွားတယ်ဆိုပြီးတော့အဲ့ဒီလိုနော်ဒီတော့ဒီဟဒီစ်ပေါ်မှာအခြေခံပြီးနည်းနည်းမင်နာရှင်ကြီးရဲ့ဂျာမာဆိုအချိန်ရဲ့အဆုံးပိုင်းနဲ့ပတ်သက်ပြီးအကွဲလွဲရှိဒီတော့ကျွန်တော်တို့ကအရင်နှစ်ပြန်အထိသွားတယ် နော်အရင်နှစ်ပြန်ဆိုတော့အခုနော်ကျွန်တော်တို့နည်းနည်းနောက်ကျတာပေါ့ဆိုတော့ကနောက်ကျမှကုန်နေအဆရကနောက်ကျမှဝင်နေနော်တခြားမဆက်တီကြတော့အဆရစောပြီးတော့ဝင်နေဒါကြောင့်ကျွန်တော်တို့နော်ဒီမက္ကာတို့မဒီနာတို့သွားရင်အဆရအချိန်တွေကအစိုးရတွေဖြစ်နော်၃နိုင်ကြောကြောဆိုတာနဲ့အနောက်အဇန်ပြီးပြီးတော့အဆရတွေဖတ်ကုန်ကြနော်ဒီလိုဒီအခွေးလေးလေးပေါ့ဒီလိုဒါကဘာမှကြီးမားတဲ့ပြဿနာတော့မဟုတ်ဒါပေမဲ့နော်ဟနဖီမဆက်ဝင်နေတာ ကိုယ့်ရဲ့ကိုယ့်ဒေတာမှာရှိတယ်ဆိုရင်တော့ Hanafi mazhab အတိုင်းပဲကျင့်သုံးပြီးဖတ်ရနော်အခုကျွန်တော်တို့ဒါပုံမှန်ဖတ်နေတဲ့ဒီအချိန်ပေါ့နော်4935မှာအစရဝင်နဲ့နော်9နိုင်မတဲမှာအဇန်ဘေးဘီ9နိုင်မှာဂျမတ်ရက်တယ်ဒီတော့4935နေ့စပြီးတော့ဒါအစရဖတ်လို့ရဒါကကိုယ့်ရဲ့ကိုယ့်ဒေတာမှာ အဲအကြေကြီးကျွန်တော်တို့ကဥမာဖြစ်ဟာရမိုင်းရှရီဖိုင်ကိုရောက်သွားတယ်မက္ကာမဒီနာရောက်တယ်နှုတ်စင်တခြားတိုင်းပြည်တကူကိုရောက်တယ်အဲ့ဒီတိုင်းပြည်မှာအများစုကတခြားမဆက်ဝင်နေဖြစ်လို့နော်အဲ့တော့တခြားမဆက်ဝင်နေရဲ့အနောက်မှာကိုကနော်သူရဲ့အချိန်အတိုင်းအဆက်ဖတ်လိုက်တယ်ဆိုရင်လည်းဘာမှပြဿနာမရှိဘူးပိုင်တယ်နော်ဘာမှဆိုးပြီးဖလာရင်လည်းဘာမှပြဿနာမရှိဘူးပိုင်တယ်။ဘာကြောင့်လဲဆိုရင်နော်ဟနာဖီမဆပ်မာတင် တော့ဒီဆာဟီဘိုင်းလို့ခေါ်တဲ့အီမမ်မိုဟမ်မဒ်တို့အီမမ်အဘူယူဆုဖ်တကအီမမ်အဘူယူဆုဖ်ရဟမတ်လလာလေးတို့ကဒီပထမအချိန်ကိုထောက်ခံထားတာရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အဲ့ဒီအချိန်မှာဖတ်လိုက်ရင်လည်းပဲတော့ဒီအဆာဒ်ကပိုင်သွားတော့ဒီတော့ကိုယ့်ရဲ့ကိုယ့်ဒိတာမှာရှိနေတယ်ဆိုရင်တော့အဲ့ဒီအချိန်မှာမဖတ်ရအဲဒုပိမဲ့ရှရီအတ်အရာလိုအပ်ချက်ကြောင့်အမှန်ပြကိုခရီးထွက်နေတဲ့တော့ခရီးမှာအကယ်၍အဆက်ကိုတော့ဒီဒုတိယအချိန် ကိုစောင့်ပြီးဖတ်မယ်ဆိုရင်ဥမာအစတချိန်တော့ကိုမှီတော့မှာမဟုတ်ဘူးယခါထွက်သွားမယ်ကာကထွက်သွားမယ်အဲအဲ့ဒီလိုအရေးပေါ်အခြေအနေမျိုးမှာဆိုရင်တော့တော့ပထမအချိန်ပေါ့အစရကေပထမအချိန်မှာကျွန်တော်တို့ဖတ်လိုက်မယ်ဆိုရင်လည်းပဲပိုင်သွားမယ်ဘာမှပြဿနာမရှိတော့ဒါကအစရကေတော့အဝင်ဆိုဘုရကေအကုန်ပေါ့ဒီတော့အစရဝင်ပြီတော့ဒီတော့အစရဝင်ပြီးွားရင်အစရချိန်ပေးအချိန်မှာကုန်တယ်နေဝင်ရင်အစရကုန်နေဝင်သွားပြီဆိုရင်ဒါအစရချိန်အဆုံးသတ်သွားပြီ ။နော်ဒီတော့နေဝင်ပြီဆိုတာနဲ့ဗာပြန်ဆမလဲမဂရစ်အချိန်ဆ။နော်နေဝင်ပြီဆိုရင်မဂရစ်အချိန်ဆ။ဒီတော့မဂရစ်အချိန်ဒီဘယ်အချိန်ထိသွားလဲဆိုတော့ကျွန်တော်တို့နေဝင်သွားရင်အဲ့ဒီနေဝင်တဲ့နေရာမှာအရင်ဆုံးအနီးရောင်အနီးတန်းကြီးပေါ်တယ်။နော်အနီးရောင်အနီးကြီးခြံခဲ့တယ်။နေကတော့ဝင်သွားပြီ။ဒါပေမဲ့အဲ့ဒီနေရာကနီးနေတယ်။နော်နီးပြီးသွားရင်အဲ့ဒီအနီးရဲ့အနောက်မှာအဖြူရောင်လိုက်လာ။အဖြူရောင်အလင်းတစ်ခုလိုက်လာတယ်။ ဒါကိုကျွန်တော်တို့တေးချသဘောပေါက်ချင်ရင်တော့အင်မတန်ရှင်းလင်းနေတဲ့ Queen ပြင်ကြီးတွေနှုတ်မဆွေကန်းချီတွေပါတယ်ရောက်ရင်ជីជីအဲ့ဒါကိုတေးချတွေ့ရတာတော့အရင်ဆုံးအနီရောင်ပြီးတော့ရင်အနီရောင်ရဲ့အနောက်မှာအဖြူရောင်အလင်းကြီးလိုက်တာတော့အဲ့ဒီအဖြူရောင်အလင်းလိုက်လာပြီးမှရင်အဲ့ဒီအဖြူရောင်အလင်းပျောက်သွားပြီဆိုရင်တော့ဒါမဂရစ်အချိန်ကုန်သွားတော့ဒါမဂရစ်အချိန်ကုန်သွားပြီတော့တော့နေဝင်ပြီးတနာကြီးတော့ဆွန်းဆွန်းလောက်တနာကြီးကြော်ကြော်လောက်ပေါ့ နော်ဒါကတော့တဏှာနဲ့တဏှာမတူနော်ဘာလို့လဲဆိုရင်မိုးကောင်းကြီးအနေထားကတဏှာနဲ့တဏှာမတူကြဘူးပြီးတော့ကျွန်တော်တို့မှဆိုရင်တော့အဲ့ဒီလောက်ပေါ့နော်ဒီတော့ဒီအဖြူရောင်ပြောက်သွားပြီဆိုရင်ဒါမသိအချင်းကုန်သွားပြီအဲ့တော့ဆိုရင်အရှာအချင်းစပြီးတော့ဝင်ပြီ ။ဒါဒီတော့အရှာကအဲ့ဒီအဖြူရောင်အလင်းနှံပြောက်ပြီးဆိုရင်အဲ့ဒါကိုရှက်ဖတ်ကအဘယက်ဆိုပြီးခေါ်တယ်ကျွန်တော်တို့ဖိကာစာအုပ်တွေမှာ။နော်အဲ့ဒါပြောက်သွားပြီးဆိုရင်အရှာအချိန်ဝင်ပြီးဝင်ပြီးသွားတဲ့နောက်အရှာကအဲ့ဒီကနေစပြီးဘယ်တိဖတ်လို့ရလဲဆိုတော့မနက်ဆူဘီစာဒစ်ဖဂျာမဝင်မချင်းအရှာဖတ်လို့ရ။ဖဂျာမဝင်မချင်းအရှာဖတ်လို့ရ။ဒါကအရှာအချိန်နော်တို့ပြင်မဲ့နော်ဒါကတာကျွန်တော်အချိန်မီကိုပြောပြတာပေါ့နော်ဒီတော့ကောင်းပြီအခု နော်ဒီတော့ဖဂျ်နမတ်ကိုဆိုင်းဖတ်တာကမုစတဟပ်ပူကောင်းတယ်ဖဂျ်နမတ်ကိုဇူဟူရ်နမတ်ကြာရင်နော်နော်ကျွန်တော်တို့ဟနဖီမဆက်မှာနော်ပူတဲ့ကာလဆိုရင်နောက်ဆုတ်ပြီးဖတ်တာမုစတဟပ်ဖြစ်တယ်နော်အီးတဲ့ကာလဆိုရင်စောစောလျင်လျင်ဖတ်တာမုစတဟပ်ဖြစ်တယ်ဇူဟူရ်နမတ်မှာဇူဟူရ်နမတ်မှာနော်တခြားကျွန်တော်တို့နော်ပိုင်ဆန်တို့အိန္ဒိယတို့ရောက်ရင်အဲ့ဒီမှာနော်ဇူဟူရ်အချိန်ကအမြဲအပြောင်းလဲဖြစ်နေတယ် နော်ဒီတော့နွေရသည်ဆိုရင်ဇိုးတို့ကို3နာရီဝင်ချင်တော့မှ3နာရီ3နာရီခွဲအလောက်မှဆိုကျွန်မကြက်နော်3နာရီဝင်ချင်တော့မှပေါ့နော်အဲ့တော့ဆောင်းရံသူဆိုရင်12နာရီကြော်ကြော်ဆိုတာ ਨੇ ဆိုနမဆရာလိုက်ပြီအဲအဲ့ဒီလိုမျိုးဂျမတ်အချိန်ကအပြောင်းလဲ တော့ဒီ must have အတိုင်းသွားတယ်ကျွန်တော်မြန်မာပြည်မှာတော့เนาะလူတွေကအားလုံးအလုပ်တွေအလုပ်တွေကတတ်မှတ်ထားတဲ့အချိန်တိုင်းလုပ်ရတော့ဇိုးအချိန်ကကြီးကြီးမားမားပြောင်းနေလူတွေအတွက်မလွေဘူးအဲ့ဒီတော့ကျွန်တော်မြန်မာပြည်ရဲ့အကြီးအကဲတွေကတော့ဇိုးနမတ်ကိုတစ်ခုပဲတတ်မှတ်ထားတယ်เนาะတနိုင်းစနစ်ပွဲအဇန်ပေးတဲ့တနိုင်းမတင်တနိုင်းဒါတနိုင်းကလုံးမှာရှိတဲ့ပလီတွေအဲ့ဒီဝင်းချင်းဆိုရင်เนาะတပြင်းဒီဆိုဒီရဒါကလည်းမဲ must have ပုံเนาะပြဿနာမရှိဘူး must have အချိန်မှာမဖြတ်ပြီးပဲနဲ့တခြားအချိန်မှာဖတ်လိုက်လို့လည်းပဲဘာမှပြဿနာမရှိဘူး ။နော်နောက်တစ်ခုကအဆက်နော်အဆက်နမတ်မှာအဆက်ကိုဝင်ဝင်ချင်းဖတ်တာအကောင်းဆုံးဖြစ်တယ်။နော်ဝင်ဝင်ချင်းဖတ်တာအကောင်းဆုံးဖြစ်တယ်။အဆက်နမတ်ကိုဒီလောက်အတိမဆိုင်ရရဘူးဘလောက်ထိလဲဆိုရင်ဏီလုံးကိုခုမျက်လုံးနဲ့ကြည့်တဲ့အခါမှာမျက်စိမကျိန်းတော့ဘူး။နော်အဲ့ဒီလောက်အထိဆိုင်ရလိုက်မယ်ဆိုရင်အဆောဒဟာမဂရူဖြစ်သွားလိမ့်အဆန်မဂရူဖြစ်သွားလိမ့် เนาะနေလုံးကိုမျက်လုံးနဲ့စိုက်ကြည့်မယ်ဆိုရင်ပုံမှန်နေထားမှာကြည့်လို့မရဘူး။ဒါပေမဲ့နေဝင်တန်းကြီးဖြစ်လာပြီဆိုရင်မျက်လုံးနဲ့စိုက်ကြည့်ရင်ကြည့်လို့ရသွားပြီ။မျက်စိမချိတော့အဲ့ဒီလောက်ထိပေါ့နေလုံးအယောင်ပြောင်းတဲ့အတိအဆတ်ကိုစိုက်ဖတ်မယ်ဆိုရင်အဆတ်နမတ်ကမဂရူဖြစ်နော်ဒီတိုင်းပဲမဂရစ်နမတ်မဂရစ်နမတ်တီလေးပဲနော်မဂရစ်အချိန်ဝင်ဝင်ချင်းတနည်းအားဖြင့်နေဝင်ဝင်ချင်းမဂရစ်နမတ်ကိုဖတ်ရအောင် နော်အဲ့ဒီလိုအကြောင်းကြီးမှမရှိဘဲနဲ့နော်မဂရစ်နမတ်ကိုအကြောင်းမဲ့ဆိုင်းနေဖတ်တယ်ဆိုရင်နော်ဒါလည်းပဲမဂရူဖြစ်တယ်။ဥမာဖြစ်နေဝင်တာကကျောင်းလိုက်20မှာဝင်တဲ့ကိုကအေးရအေးကြောင်း9နာရီလောက်မှဖတ်တယ်မဖတ်ရမဂရူဖြစ်တယ်။ဒါကနော်ကျွန်တော်အိမ်မှာရှိတယ်နော်အမျိုးသမီးတွေကိုလည်းပဲတတိပေးရမယ်။ရမဇန်လတွေဆိုရင်နော်ဆိုင်းတောက်ရင်းနဲ့မထိပ်ကနောက်ကျသွားတယ်။အကြောင်းမဲ့မနောက်ချရအောင်။တချို့အကောင်းဆုံးကနော်ကျွန်တော်တို့ iftari လုပ်တဲ့နေရာမှာနော်ကို နော်နည်းနည်းပေါ်မှာစားလိုက်တောက်လိုက်နော်တောက်ပြီးသွားရင်နော်မဂရစ်ဖတ်လိုက်ပြီးရင်ပြန်ဆက်ပြီးတော့စားတောက်အရကောင်းနော်အခုပလီမာဆိုရင်လည်းပဲနည်းနည်းလေးမဂရစ်ကိုနော်ဆိုင်းပေးထားတယ်ဒါတော့အတော်ပဲပေါ့နော်အဲတိတ်အများကြီးဥမာဖြစ်နေဝင်နာက6နိုင်20နိုင်ဘွက်လောက်နေမှာမဂရစ်ဖတ်တယ်ဆိုရင်နော်နော်အကြောင်းမဲ့ဆိုရင်တော့ဒါကမဂရုဖြစ်သွားလိမ့်နောက်နောက်တစ်ခုကအစ်ရှာရဲ့အချိန်နော်အစ်ရှာနမတ်စကလည်းပဲအကောင်းဆုံးကားတဲ့အစ်ရှာကိုညရဲ့ เนาะ3ဘုံ2ဘုံအထိစိုင်းဖတ်တာအကောင်းဆုံးဖြစ်အီရှာနာမတ်ကိုတမန်မဆလောဆံဂိခေမအီရှာနာမတ်ကိုအဲ့ဒီလိုစိုင်းပြီးတော့ဖတ်ချာဥမာဖြင့်အီရှာကဝင်လာက7နာရီမှဝင်နေဆိုရင်အီရှာဂျမတ်ကို9နာရီခွဲလောက်မှ9နာရီ9နာရီခွဲเนาะအဲ့ဒီလောက်မှ10နာရီလောက်မှအဲ့ဒီလောက်မှအီရှာဂျမတ်ကျက်ညရဲ့3ဘုံ2ဘုံအထိစိုင်းပြီးတော့เนาะတမန်မဆလောဆံဂိခေမအဲ့ဒီလိုဖတ်ချာ နော်ဘာကြောင့်လဲဆိုရင်လူတွေကတမန်မဆလောက်ဆောင်ကဒါကိုနှစ်သက်တယ်နော်ဒီလိုမျိုးတမန်တော်အမိရှိထားတယ်အရှာဖတ်ပြီးရင်နော်ဟိုအလဘတလဘစကားခိုင်ပြောတာတွေနော်တခြားမလို့အတက်ကိစ္စတွေလောက်တာတွေမလုံးနဲ့တော့တန်းအိတ်တော့တကြောင်အရှာကိုနော်နောက်ဆုတ်ပြီးဖတ်အရှာမနိုင်ရင်လုံးဆရာရှိတာပြောဆရာရှိတာပြောထားအဲ့ဒီလိုပုံစံမျိုးတမန်မဆလောက်ဆောင်မိထားတယ် တို့ပေမဲ့လည်းပဲကျွန်တော်တို့နောက်ပိုင်းမှာတော့အီရှာနာမတ်ကိုဆိုင်းလိုက်လူတွေပလီရောက်တာရှုပ်သွားလိမ့်မယ်ဒီတော့ဂျမအတ်မှာလူများဖို့ကနော်မုစတာဖ်အချိန်ထပ်ပို့ပြီးတော့ဒါကအရေးကြီးတယ်နော်ဘာကြောင့်လဲဆိုရင်ဂျမအတ်မှာစုစုစည်းစည်းနဲ့လူများများဖန်နိုင်ရအောင်အဲ့ဒီတော့တော့နောက်ပိုင်းမှာတက္ကပါလုံးနဲ့အတိုင်းအတာမှာအီရှာနာမတ်ကိုအချိန်ဝင်ဝင်ချင်းဖတ်ကြတယ်ကျွန်တော်ဘမဖီမာကောတမိုင်းရှယ်ရီဖိုင်မာကောအီရှာနာမတ်ကိုအချိန်ဝင်ဝင်ချင်းဖတ်ဒီတော့အီရှာကိုညရဲ့အလေအထိတ် နော်လူတစ်ယောက်ကဆိုင်းပြီးဖတ်မယ်ဆိုရင်လည်းရတယ်သို့ပေမဲ့နော်အเจ้าမြင့်ညအလေညတကောင်ရံကြုံပြီးမှအစ္စာပတ်ခြင်းနော်ဒါကတော့မကရူဖြစ်သွားလိမ့်နော်ညရဲ့နော်အလေကြော်ပြီးတော့မှအစ္စာပတ်ခြင်းမကရူဖြစ်နော်ဝီတီရကအချိန်ဝီတီရကအချိန်ဒီအစ္စာဘလူဖရက်စ်ပြီးသွားလေအဲ့ဒီကနေပြီးတော့အဝီတီရကအချိန်ဒီဒါအစ္စာကနေစအစ္စာအချိန်ဝီတီရအချိန်တူတယ်သူပေမဲ့ဝီတီကိုအရှာရဲ့ဖရက်စ်ပြီးမှပဲဖတ်လို့ရတယ်အရှာရဲ့ဖရက်စ်မတိုင်ခင်ဖတ်လို့မရဘူး เนาะဒီတော့အရှာရဲ့ ferrous ပြီးတဲ့နောက်ဒါဝေတ္တစပြီးတော့ဖတ်လို့ရပြီဘယ်ချိန်ထိလဲဝေတ္တသည်ဆိုဘေစာဒိကအရှာချိန်နဲ့တူတူပဲဆိုဘေစာဒိကမဝင်မချင်းဝေတ္တဖတ်လို့ရတို့ဘယ်မှာဝေတ္တဖတ်ဖို့အကောင်းဆုံးအချိန်ကဘယ်အချိန်လဲဆိုရင်လူတယောက်က तू ကတိကြတဲ့သူညညတာသူ노ကို노တယ်အဲအဲ့ဒီလိုလူမျိုးဆိုရင်တော့ဝေတ္တကိုတာချွတ်နဲ့တွဲပြီးတော့ညရဲ့နောက်ဆုံးအချိန်မှာဖတ်ချင်းအကောင်းဆုံးဖြစ်နော်မတိကြဘူးဆိုရင်တော့ညတဲ့ကဖလိုက်တာအကောင်းဆုံးဖြစ်တယ်ဒါဝေတ္တရဲ့အချိန်ဖြစ်တယ် เนาะဒီတော့ဂျွမ်မာနမတ်ကအချိန်ညာဇူဟ်အချိန်နဲ့တူတူပဲเนาะဒီတော့ဂျွမ်မာနမတ်ကိုတော့เนาะဒီဇူဟ်အချိန်အတိုင်းပဲစောစောလင်းလင်းဖတ်တာမစတာဖြစ်တဲ့အကောင်းဆုံးဖြစ်တယ်เนาะနောက်တစ်ခုကအစ္ရာကနမတ်ကအချိန်အစ္ရာကနမတ်အတိကဲအချိန်ကနေထွက်တယ်နေထွက်ပြီး15မိနစ်လောက်ဆိုင်ပြီး15မိနစ်ဒီထက်ပိုမိနစ်20ပေါ့။เนาะအဲ့ဒီလောက်ဆိုင်ပြီးဆိုရင်ဒါအစ္စရာကနမတ်စပြီးတော့ဖတ်လို့ရတယ်။เนาะအစ္စရာကနမတ်ကို။เนาะချာရှ်နမတ်ကအချိန်ကလေးပဲ နော်အစ်ရှက်နမတ်ကအချိန်နဲ့တူတူပဲနေထွက်ပြီးတဲ့နောက်ပိုင်း15မိနစ်မိနစ်20နေပြီးဂျာရှ်နမတ်ဖတ်လို့ရတို့ပေမဲ့လည်းဂျာရှ်နမတ်ဖတ်ဖို့အကောင်းဆုံးအချိန်ကဘယ်အချိန်လဲဆိုတော့နေ့ခင်းရဲ့၄ဘုံ၃ဘုံလောက်ပုံသွားပြီးတဲ့အချိန်ဥပမာဖြစ်9:00 9:00နာရီခွဲမနက်ပိုင်း9:00 9:00နာရီခွဲအဲ့ဒီဝင်းချိန်ပေါ့အဲ့ဒါဒီဂျာရှ်နမတ်ဖတ်ဖို့အကောင်းဆုံးအချိန်ဖြစ်တယ်နော်ဒီတိုင်းပဲနော်ဘေးအချိန်နေမှာနမတ်ဖတ်ခြင်းမကရူဖြစ်လေမကရူအချိန်၃ချိန်ရှိတယ် အဲ့ဒါကဘာလဲဆိုတော့နေထွက်နေတဲ့အချိန်နောက်တစ်ခုကနေမွန်းတဲ့နေတဲ့အချိန်နောက်တစ်ခုကနေဝင်နေတဲ့အချိန်အဲ့ဒီအချိန်၃ချိန်မှာနမတ်ဖတ်ခြင်းမဂရူဆိုတာမဂရူတဟရီမီဖြစ်အဲ့ဒီအချိန်၃ချိန်မှာနမတ်မဖတ်ရနော်နောက်တစ်ခုကနော်ဒီလူတစ်ယောက်ကအစရနမတ်ကိုသူဖတ်အချိန်ကုန်တယ်နီးနော်တစ်ခါတစ်ခါအရေးပေါ်အချိန်တွေမှာဖြစ်တတ်နော်ဆိုရာကအချိန်ကုန်ကန်နေ2မိနစ်3မိနစ်အလိုလေးမှာကတ်ပြီးတော့အစနမတ်ကိုဖတ်တယ်ပိုင်း အစရကနေရချီပြီးအစရဖတ်နေရင်းနဲ့နော်အစနမတ်ကိုအစာပြုတ်ပြီးတဲ့နောက်ပိုင်းမှာနေဝင်သွားတယ်ဆိုရင်လည်းပဲနော်ဒီမှာအစရကဖတ်တာမပြီးသေးဘူးနေကဝင်သွားပြီနော်အဲ့ဒါဆိုရင်လည်းပဲအစရကတော့ပြဿနာမရှိဘူးပိုင်သွားလိမ့်မယ်အစရကတော့ပိုင်သွားလိမ့်မယ်နော်အဲ့ဒါကအစနမတ်တိုးပေမဲ့လည်းပဲဖတ်ချက်ကအဲ့ဒါနဲ့ဆန့်ကျင်ပဲနော်လူတစ်ယောက်ကဖတ်ချက်ဖတ်နေရင်းနဲ့နေထွက်သွားရင်အဲ့ဒီဖတ်ချက်မပိုင်တော့ အရိဖဂျန်နမတ်မပိုင်တော့အရိဖဂျန်နမတ်ကကဆွာပြန်ပြီးတော့ဖတ်ရနောက်တစ်ခုကဘာလဲဆိုတော့တော့ဒီတော့ဒီအခုနပြောတဲ့အချိန်၃ချိန်ပါတော့နမတ်ဖတ်ခြင်းမဂရုတာရီမီဖြစ်တဲ့နေထွက်နေတဲ့အချိန်နေဝင်နေတဲ့အချိန်နေမွန်းတိတ်နေတဲ့အချိန်တော့ဒီတော့နမတ်ဖတ်ခြင်းမဂရုတာရီမီဖြစ်တဲ့ဘေနမတ်မဆိုဘေနမတ်မဆိုတော့ဖရတ်စ်ဘေဖြစ်ဖြစ်တော့ဒီတိုင်းပဲကျွန်တော်တို့ နော်ဒီကဆွာနမတ်ပဲဖြစ်ဖြစ်နဖလ်နမတ်ပဲဖြစ်ဖြစ်အဲအခုနပြောသလိုပေါ့အဆလ်နမတ်ဆိုရင်နော်အဆလ်ကတော့ပိုင်သွားလိမ့်မယ်နော်အဲနောက်တစ်ခုကဘာလဲဆိုတော့အဲ့ဒီအချိန်မှာဂျနာဇာကောဖတ်လို့ရလားဒီတော့ဂျနာဇာတို့နော်ဒီတိုင်းပဲကျွန်တော်တို့စိဒ္ဒိုင်တီလာဝတ်ပေါ့တီလာဝတ်စိဒ္ဒအာယတ်ဖတ်ပြီးစိဒ္ဒလုတ်တာတော့အဲ့ဒါဒီလေးပဲအဲ့ဒီ၃ချိန်မှာမလုပ်ရအောင်အဲ့ဒါဒီလေးပဲမလုပ်ရအောင်အကယ်၍လူတစ်ယောက်က နော်နဂူရေကစေဒတ်အာယတ်ကိုဖတ်ပြီးသားအဲ့ဒီအချိန်ချာမှာစေဒါရဲ့အာယတ်ကစေဒါကိုလာလို့တယ်ဆိုရင်လောက်ခွင်းမရှိဘူးနော်အဲ့ဒီအချိန်မှာဖတ်တဲ့စေဒါအာယတ်ကိုဖတ်ပြီးအဲ့ဒီအချိန်မှာလောက်တယ်ဆိုရင်နော်ဒါဆိုရင်တော့ပိုင်သွားနော်သူ့ဘီမဲ့လည်းပဲမလောက်တာအကောင်းဆုံးဖြစ် နော်ဂျနာစာလေးအဲ့ဒီတိုင်းပဲငကူတဲ့ကဂျနာစာအစင်သစ်ဖြစ်နေတာကိုအဲ့ဒီနေမွန်းတိတ်နေတဲ့အချိန်နေဝင်နေတဲ့အချိန်မှလာပြီးဂျနာစာပတ်တယ်ဆိုရင်ဖတ်ခွင့်မရှိဘူးနော်အဲ့ဒီအချိန်ကြမှဂျနာစာကအစင်သစ်ဖြစ်သွားတယ်ဆိုရင်တော့ဖတ်လို့တော့ရတယ်ဒါပေမဲ့အဲ့ဒီအချိန်ဆိုတာလေခဏလေးပဲတော့ခဏစောင့်နိုင်ရင်နော်ဟိုကျွန်တော်တို့မကလူမဖြစ်တဲ့အချိန်ရောက်လာမှာပဲနော်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ကဆွာနမတ်နော်နဖီလ်နဲ့ကဆွာနဲ့ရှိတယ်တချို့အချိန်တွေမှာနဖီလ်ဖတ်လို့မရဘူး कसवा फलू या उमा के लुटियो का असर के फरस फबी दो आए अरे नौपाई मा असर के फरस नौपाई मा नी हुए ने अच्छे ही थी नौ नफिल फक हुए मशीब तमे कसवा फलू या नौ डी टाइम में लुटियो फजर नमाज फबी दो आवे नौ नीठवटे अच्छे ही थी नफिल फक हुए मशीब नौ कसवा फलू या नौ सुबह सादिक नौपाई मा नौ फजर के सुनत का लोई भी तचा नफिल फक हुए मशीब နော်သူ့ပြင်မဲ့လည်းပဲကဆွာဖတ်လို့ရတယ်ဆိုတာကနော်ဆိုပြီးစာတိကဲနောက်ပိုင်းရနေပြီးတော့နေထွက်တဲ့အထိဂျာကာလာမှာနဖီလ်ဖတ်လို့မရပြီးမဲ့ကဆွာနမတ်တီတော့ဖတ်လို့ရသူ့ပြင်မဲ့လည်းပဲဒီနေရာမှာပြင်နာရှင်တွေကဗာတင်ပြလဲဆိုတော့ကဆွာဖတ်လို့ပိုင်နာတော့မှန်တယ်အဲ့ဒီအချိန်မျိုးမှာကဆွာဖတ်မယ်ဆိုရင်လူမြင်ကွင်းမှာလူအရှိမမဖတ်သေး ကိုယ့်ကိုတီးတန့်ရှိတဲ့နေရာမှာဖတ်တဲ့ဘာကြောင့်လဲအဲ့ဒီအချိန်မှာလူတယောက်ကနမတ်ဖတ်နေပြီဆိုရင်ဒါတေးကြတယ်နော်သူဖတ်နေတဲ့နမတ်ကဖရက်စ်အဲ့ဒီအချိန်ရဲ့ဖရက်စ်နမတ်မဟုတ်ဘူးဆိုရင်ဒါကစွာပဲနော်ဒီအတွက်ကစွာဖြစ်ထားတာကိုကစွာနမတ်တေးဖြစ်ခဲ့တာနမတ်တေးကစွာဖြစ်ခဲ့တာကိုလူတွေပေးကိုပေးတည်တယ်လို့ဖြစ်နေလေအဲ့ဒီအတွက်ကြောင့်မလို့နော်လူရှိမှဆိုရင်နော်မဖတ်တဲ့နော်နောက်ထပ်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့နော်ဒီလိုနေရာတွေရှိတယ် အဲ့ဒီနေရာဒီမှာနော်ဤက6လညက6လဖြစ်နေတတ်နော်ဥမာဖြစ်နော်ကျွန်တော်တို့ဥမာနော်ဝေနိုင်ငံတို့နော်ဒီတိုင်းပဲဟိုတချို့ချို့နော်ကမ္ဘာအစွန်အဖျားမှာရှိတဲ့နိုင်ငံတွေရှိနေ6လည6လဒီတိုင်းပဲနေကဝင်ကိုမဝင်တော့ပြီးတဲ့ခါမှာညဖြစ်သွားရင်လည်းနေကထွက်ကူမထွက်လာတော့လနဲ့ကြည့်နော်အဲ့ဒီလိုနေရာမျိုးဆိုရင်နော် အချိန်နဲ့နှစ်ရက်တင်ပြတယ်တခုကကိုနဲ့အနည်းဆုံးနေရအနည်းဆုံးတိုင်းပြည်အနည်းဆုံးဒေသအဲ့ဒီမှာနေထွက်နေဝင်ပုံမှန်ရှိတယ်။နော်အဲ့ဒီအတိုင်းကိုခြေသုံးခြင်းခြေသုံးရနောက်ဆိုရင်လည်းပဲကိုယ့်အကိုအချိန်တခုခံမှန်းလိုက်နော်ဥမာကျေဖာဂျာကတလောက်လောက်ဖြစ်မယ်ဇိုရကတလောက်လောက်ဖြစ်မယ်မဂ်အဆာကတလောက်လောက်ဖြစ်မယ်မဂရစ်ကတလောက်လောက်ဖြစ်မယ်အရှာကတလောက်လောက်ဖြစ်မယ်အဲ့ဒီလိုခံမှန်းပြီးတော့ဖတ်လိုက်မယ်ဆိုရင်လည်းပဲပိုင် ။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့မြန်မာလူမျိုးတော်တော်များများအဲ့ဒီနေရာတွေမှာနေနေကြတာတွေလည်းပဲရှိကြတယ်။တချို့မိတယ်ဒီမဆလာဘလို့ဖတ်ကမလဲ။နောက်ဆုံးဘလို့မှကိုနမတ်အချင်းတော့ဒီရှာဖေလို့မလွယ်ဘူးဆိုရင်တော့ခံမှန်းပြီးဖတ်လိုက်လို့ရတယ်။နောက်နောက်တစ်ခုကဘာလဲဆိုတော့တချို့ချို့ကဘာပုံမှာဒီလိုဒေတာတွေအများကြီးရှိတယ်။အဲ့ဒီဒေတာတွေအရှာအချင်းမရှိဘူး။ เนาะอิชาเฉยไม่ရှိဘူးဆိုတာကြာဟို time table ကိုမရှိတာကိုပြောတာမဟုတ်ကျွန်တော်ဦးနာပြောတယ်เนาะဟို intermark ကိုပဲညတာတူလွန်းအားကြီးတဲ့အခါကျတော့နေဝင်ပြီးနောက်ပိုင်းမှာဦးနာเนาะအဖြူအောင်အလင်းတန်းပေါ်တာအဖြူအောင်အလင်းတန်းပြောက်သွားတာအဲ့ဒါမရှိတော့เนาะနေဝင်ပြီးတာနဲ့ခဏတောင်းနေတာနဲ့ဆိုပြီးစာသစ်ကောက်ပြတ်သွားအောင်เนาะလက်ရှိတော့ဘုမအဲ့လို data တွေအများကြီးရှိတယ်เนาะဥမာဖြစ်เนาะည7နာရီလောက်မှနေဝင်တယ် နော်တဏှာကြီးလောက်မှပြန်ပြီးတော့ဆိုပြီးစာဒိကဖြစ်သွားတယ်နော်တဏှာကြီးလောက်မှဒီတော့သူတို့တရာဗီနဲ့စေဒီနဲ့အစ်တာရီနဲ့ကတဆက်သေးပဲအဲ့ဒီလိုမျိုးပေါ့နော်အဲ့လိုဒေတာတွေရှိတယ်အဲအဲ့ဒီလိုနေရာမျိုးတွေဆိုရင်လည်းပဲနော်ကိုယ်နဲ့အနီးဆက်ဆုံးနော်တိုင်းပြည်အနီးဆက်ဆုံးဒေတာတစ်ခုခုမှအရှာအချင်းရှိတယ်ဆိုရင်အဲ့ဒီအရှာအချင်းအတိုင်းအရှာနမတ်ကိုဖတ်လိုက် နော်မရှိဘူးဆိုရင်လည်းပဲကိုယ့်အကူခံမှန်းလိုက်နော်နေဝင်သွားတယ်မဂရစ်ဖတ်တယ်ဖတ်ပြီးတအောင်နေအရှာဖတ်လိုက်ပြီးတော့ပြန်ပြီးဆိုဘီစာတိတ်ကိုင်နော်ပြန်ဖဂျယ်ဖတ်လိုက်အဲ့ဒီလိုမျိုးခံမှန်းပြီးတော့ဖတ်လို့ရတယ်ဒါကအဲ့ဒီလိုတိုင်ပြီးအဲ့ဒီလိုဒေတာတွေအတွက်ဒီတော့နမတ်ကအချိန်ဆိုတာကတော့နော်ကျွန်တော်တို့ဒီခေတ်မှာလွေးကူတယ်လွေးကူတယ်ဆိုပေမဲ့လည်းပဲကျွန်တော်တို့ကဒါကိုတိထားတဲ့နော်ဒီလိုကတော့ကျွန်တော်တို့အားကိုးတာအားလုံးကနော်ဒီဖ ဖုန်းမှာရှိတဲ့ time table လေးကိုပဲအားကိုကြတာပဲဒီတိုင်းပဲနော် calendar တွေမှာပါတဲ့ time table လေးကိုပဲအားကိုတယ်အားဘေးချိန်နဲ့ဇိုးတစ်ချိန်ကြံသေးလားနော် calendar ကြည့်လိုက်နော်အစားတစ်ချိန်ဘယ်တော့ဝင်မလဲ calendar ကြည့်လိုက်နော်ဒါကတော့လွေတာမှန်ပေမဲ့ကျွန်တော်တို့အခုနပြောတဲ့နော်နေရဲ့အတိုင်းအတာတွေကိုလည်းပဲသိထားဖို့လိုအပ်တစ်ခါတစ်ခါအရေးကြုံတဲ့တစ်ခါတစ်ခါအရေးကြုံတဲ့ဥမာဖြစ်နော်ကျွန်တော်တို့လေးနှစ်ပိုင်းနဲ့ခྱི་သွားတာနုံမစွေကိုတဏျာရောက်နေတဲ့အဲ့ဒီနေရာမှာအရေးပေါ် เนาะဟိုမရှိဘူးပေါ့เนาะမမကယ်လင်ဒါဘာညာအဲအဲ့ဒီလိုချင်ရင်တော့ကျွန်တော်တို့နေကိုကြည့်ရတော့မှာပဲနေကိုအာကိုတကြီးကြည့်ရတော့မှာပဲဒီတော့ကိုကเนาะဒါတွေကိုเนาะတိတ်တော့မလို့အခုဆိုပေမဲ့လည်းပဲเนาะဒါတွေကိုတိထားနားလေထားသင်နေနမတ်စကေအချိန်နေနဲ့ပတ်သက်ပြီးတော့เนาะဒါနမတ်စကေအချိန်နေရဲ့မဆလာဖြစ်ပါတယ်အင်ရှာလာနောက်ပြန်မှာကျွန်တော်အဇန်အကာမတ်နဲ့ပတ်သက်တဲ့မဆလာတွေကိုဆက်လက်ပြီးတင်ပြသွားပါအလရှင်ရဲ့တခင်ကျွန်တော်အားလုံးကိုမှတ်သားထားနိုင်တဲ့တော်ဖီချင်းမြတ်တော်မှုပါ